အမေရိကန်ကဂျာဝင်ဆွေးဆက်ပြီးခဲ့တဲ့အပြစ်ခတ်ရဆေးရီသဘောတူညီချက်အရနောက်ဆုံးကြန့်ရှိနေတဲ့အသက်ရှင်လျက်တစားကန်အားလုံးကိုဟာမတ်ဝဲကပြန်လုပေးလိုက်ပြီဖြစ်ကြောင်းအစ္စရေးစစ်တပ်ကတည်ပြုခဲ့ပါတယ်။အပြန်အလှန်အားဖြင့်အစ္စရေးကလည်းပါလက်စတိုင်းအကျဉ်းသားတွေထိန်းသိမ်းခံထားသူအယောက်2000နီးပါးကို ပြန်လုပေးခဲ့ပြီးသူတို့ဟာဂါဇာကမ်းမြောင်ဒေသနဲ့အနောက်ဘက်ကန်ကိုပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ဒီနေ့မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအစ္စရေးလွှတ်တော်မှမိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ်။ နေမင်းဟာငြိမ်းချမ်းသွားပြီဖြစ်တဲ့မြင့်ပြတဲ့မြေပေါ်မှာပြန်လည်ထွက်ပေါ်လာပါပြီလို့ထရန့်ကပြောပါရယ်တစားကန်တွေပြန်လည်လွတ်မြောက်လာချိန်မှာတော့ဒဲလ်အဗင်မြုကတစားကန်ရင်ပြင်မှာဆောင်းဆိုင်နေကြတဲ့ထောင်ပေါင်းများစွာသောပြည်သူတွေဟာဝမ်းသာအားရအော်ဟစ်ပွေပပီးမျက်ရည်တွေနဲ့အောင်ပွဲခံခဲ့ကြပါရယ်ကျမအရင်စိတ်လှုပ်ရှားနေတယ်ပျော်ရွှင်မှုတွေနဲ့ပြည်နေတယ်ဒီခံစားချက်ကိုဘယ်လိုပေါ်ပြမှန်းမသိဘူးတညာလုံးအိတ်မပျော်ခဲ့ဘူးလို့တစားကန်နီမရော့ကိုဟန်ရဲ့မိခင်ပြည်သူဗီဂီကိုဟန်ကပြောပါရယ် ဒီပြစ်ခတ်ရစေးရာအောက်တိုဘာ9ရက်2023ခုနှစ်ကစတင်ခဲ့တဲ့ပါလက်စတိုင်း6,000ကျော်တည်ဆုံခဲ့ရတဲ့နှစ်နှစ်ကြာစစ်ပွဲကြီးကိုအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂါဇာကဘလို့အုပ်ချုပ်မလဲ။ဟာမတ်စ်အဖွဲ့ရဲ့အနာဂတ်ဘလို့ဖြစ်လာမလဲဆိုတဲ့အရေးကြီးမေးခွန်းတွေကတော့ဖြေရှင်းဖို့ကြံရှိနေပါသေးတယ်။ဒါမဲ့အစ်အင်းအနေနဲ့ကမ္ဘာကောင်းဆောင်20ကျော်ဟာအီဂျီနိုင်ငံမှာထိပ်သီးအစည်းအဝေးတစ်ခုပြုလုပ်ပြီးဂါဇာရဲ့အနာဂတ်ကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်။